ဟောတော်မှာတော်ရမှာရှင်သေးအိုကြီးတကောင်နေထိုင်နေတဲ့အဲ့ဒီရှင်သေးကြီးကအိုရတဲ့မဟုတ်ဘူးသူကကျမ်းမာရလည်းမကောင်းအစာလည်းပဲရှားမဆန်းတော့အစာရည်သာလည်းပဲငတ်မောခေါင်းပါသူစိတ်ထဲမှာသူအောင်းမနေတာကတရေတကောင်ရဲ့အုံနှောက်နဲ့နှလုံးကိုစားလိုက်ရရင်တော့သူကျမ်းမာရထူထူထောင်ထောင်ဖြစ်လာလိမ့်မယ်လို့သူအဲ့လိုအောင်းမိသူနာမှာလည်းပဲသူ့ကိုတရေဖမ်းပေးဖို့ရာ မပြောနဲ့ငါကသူရှားပြီးကျွေးနိုင်တဲ့အချိန်တုန်းကသူနာလာကတ်ရက်ပြီးစားတောင်းနေကြတဲ့အကောင်ပလောင်နေတဲ့တကောင်မှမရှိတော့ရှာရှာပါပါတို့ဘယ်မှာကိုယ်တိုင်မရှာနိုင်မဖွင့်နိုင်မပန်းစီနိုင်ဘာရည်ချင်းမှမရှိတဲ့မြေခွေးအူကြီးတကောင်ပဲသူနာကြံခဲ့တဲ့ခြံသေးကလည်းခြံသေးအိုးတပည့်ဖြစ်တဲ့မြေခွေးကလည်းမြေခွေးအိုးမြေခွေးအိုးနဲ့ခြံသေးအိုး အိုးနှကောင်းကိုရဲမှာအတူနေကြချင်းသေးကြီးရဲ့စိတ်ကအဲ့ဒါစွဲနေတယ်သူကတရေရဲ့နှလုံးနဲ့အုံနောက်ကိုစားရရင်တော့ငါကြမ်းမာလာမယ်နိနာဘုဇမလည်းခိုင်းစရာလည်းမရှိတော့ကဲရှိရလို့ခိုင်းရမှာပဲဆိုပြီးတော့ရေခွေးကိုကဲမင်းကတော့ကွာငါငယ်မွေးခြံပေါက်တပည့်ကြီးပြီးပြီး ငါကျမ်းမာရေးလည်းမကောင်းအစာရေးအာဟာရဓာတ်ကလည်းအတော်ကိုချို့တဲ့နေတယ်။တရေရဲ့နှလုံးနဲ့အုံနောက်ကိုစားရရင်ပြအရင်လိုအာရင်ပြည့်ဖြိုးပြီးတော့ငါကျမ်းမာလာမှာပဲအဲ့ဒါမြင်တရေတကောင်ရအောင်ကြံခဲ့စမ်းပါတော့ရှာကြည့်စမ်းပါဆိုပြီးတော့သူတပည့်ကျော်ကြီးမြေခွေးအုပ်ကိုလွတ်လိုက်တယ်။မြေကိုရပါဆုံးမှာငိုတဲ့မှာတိတ်ပြီးတော့ခွန်အားအသေးအလောက်ကြီးကြီးမားမားရှိတာမဟုတ်တာကြားတော့ခြင်သိတော့သူ့မှာအားမအလောက်မကောင်းဘူး ယူကြတဲ့အဝအိုနေသေးတော့သူကိုယ်တိုင်မဖမ်းနိုင်ပါဘူး။သို့တော့မြေခွေးဆိုတာထုံးစံအတိုင်းပဲလေသူကရှင်သေးကြောက်ရတာပေါ့ရှင်သေးတော့သူကအားမမကြီးတာဘူး။အိုရာချင်းတူမယ်လို့ကရှင်သေးကအိုရာအိုရာဆင်ပိန်တော့ကျွဲလောက်ရှိတယ်ဆိုတာလိုပဲ။ရှင်သေးပိန်တော့ကျွဲလောက်တော့အနည်းဆုံးရှိမှာပေါ့။မြေခွေးပဲရှင်လို့ရမှာ။ငယ်ကလည်းငယ်ကြောက်ရှင်သေးကြီးဖြစ်တဲ့အခါကျတော့အဲ့ဒါသွားရတာပေါ့။သွားပြီးတော့အပြင်မှာတရေလိုက်စား။ တရေတကောင်တွေတော့အဲ့တရေနာကပ်ပြီးတော့အဆွေတရေတဲ့ကိုချင်းသိမင်းကကျမ်းမာရေးရလဲမကောင်းတော့အတက်ရွယ်ကလည်းထောက်လာတဲ့အတွက်ကြောင့်အဲ့ဒါတဲ့ကိုချင်းသိမင်းကသူမြတ်မရှိရင်တောပြင်ရာတို့ကိုပေးခြင်းပါတဲ့အဲ့ဒါချင်းသိမင်းစီသွားလိုက်ပါအောင်လို့ညီကိုကြီးကပြောတယ်ညီကိုပြောတဲ့စကားကိုတရေကယုံသွားတယ်ဗျာ ရုံးပြီးတော့သူကတခါတည်းမလီငါတော့တိုးပြင်းဖြစ်ရကြည်သေးရဲ့တခါတည်းချန်တဲ့စီသွားချန်တဲ့စီကခရိုင်းလုံးခွန်အားပြည့်စုံနေတဲ့အချိန်တုန်းကတော့အဝေးရတယ်လှမ်းပြီးတော့မခုံအောင်နိုင်ဘူးခုံမနိုင်တော့တရေသူ့ကိုယ်ထဲဝင်လာတယ်ဆိုတာနဲ့ပဲသူကတရေအနားကိုကတ်သွားလိုက်တယ်တရေကလည်းခရိုင်းလည်းပဲသူကကြောက်ရတာဆိုတော့ပြည်တော်လှမ်းပြီးတော့သူကကတ်လာတဲ့အခါကျတော့ အဲ့ဒါသူ့တပည့်ကြီးမြေခွေးပြန်လာတော့ဟာမင်းတရေကလွတ်သွားပြီအဲ့ဒါနောက်တစ်ခေါက်ပြန်ပြီးတော့ခေါ်ခဲ့ပါအောင်ဆိုတော့နောက်တစ်ခါမြေခွေးကသွားပြေတော့အဆွေတရေဘာလို့ပြေးသွားတာတော့မကြောက်ပါနဲ့တင့်ကိုတော့ဘယင်ခတ်မယ်တလောက်အရေးကြီးတဲ့ကိစ္စကိုခွန်နေညာရှေ့ညာအော်ဟစ်ပြီးပြောနေလို့ဖြစ်ပါမလားအမှန်ကတော့တင့်ကိုချင်းစင်မင်းကနှစ်ကူရှာတူတူပြောဆိုပြီးတော့ မှားကြစရာစရာမှားကြပြောဆိုမလို့ကတ်လာတာပါအထင်မလွဲပါနဲ့ဟိုကကျမ်းမာရေးမကောင်းအိုမင်းနေပါပဲသင်မြင်တဲ့အတိုင်းပါပဲအဲ့ဒါဒီတစ်ခါမြတ်သွားရင်သူမလာနိုင်ရင်တော့မှသင်ကအနီးနားကိုသွားလိုက်ပါလို့ညီခွေးကပြောတော့တရေကဟုတ်မှပြဟာဒါဆယ်ဟုတ်ပြီဆိုပြီးတော့ချင်းသေးကြီးအနီးနားကိုတိုးပြီးတော့ဒါနောက်တစ်ခေါက်တိုးကတ်သွားတဲ့ခါချင်းသေးကြီးကအနီးနားရောက်ပြီဆိုတော့ကတ်ပြီးတော့တခါတည်းဖမ်းပြီးတော့တတ်လိုက်တယ်ပေါ့ အရာသူစားရင်လည်းနှလုံးကိုစားနှလုံးစားရင်လည်းဘိုက်ကလည်းစားမစားရလည်းကြာစားလည်းငတ်တော့အသာဆူဆိုးတဲ့နေရာကောင်းမှထင်းနေလဲပတ်ပြီးတော့စားချင်းလေးရက်တော့အစားမတ်ပြီးတော့စားနေတဲ့ချင်းမြေခွေးကခေါင်းကိုဖောက်ပြီးအုံနောက်ကိုသူကပုတ်ထားလိုက်တယ်ချင်းလေးကြီးကနှလုံးစားပြီးအုံနောက်ကတော့ငတ်အတွက်ပြီးဒီချင်းလေးကြီးမမြင်တဲ့အခါကျမှစားမယ်ဆိုတဲ့အကြံနဲ့ပေါ့အဲ့လိုဝတ်ထားလိုက်တဲ့အခါကျတော့ ချင်းသေးကြီးကသူစားလို့ဘိုင်းလေးဝပြီဆိုတော့အော်ငါခဏကအုံနောက်စားဖို့အရင်ကအောင်းမိတ်လာတာအဲ့အုံနောက်ပဲမှာပါလေတရေကိုလက်ပတ်ပြီးခေါင်းတစ်ခုလုံးခါတဲ့ခါပြီးတော့ရှာကြည့်တယ်အုံနောက်ကမတွေ့ဟာမောင်မြေကိုရေငါတရေအုံနောက်ကပျောက်သွားတာလုံးအရှင်မင်းကြီးဟော့ဒီတရေဟာနှစ်ခါတော့မှကြုတ်လိမ့်ခေါ်တာကိုခံရတယ်နှစ်ခါလုံး လိန်နာကိုယုံနေတဲ့ပုံကိုကိုပိုင်စဉ်းစားဉာဏ်မရှိတာကိုကြည့်ချင်းအပြင်ဟောဒီတရေဟာအုံနောက်မရှိလို့ပဲဖြစ်မှာပေါ့ခြင်းသိကလည်းအဲ့ဒါယုံသွားတဲ့ဒီပုံမြင်လဲကဆိုတော့ပြောချင်တာကနော်အကြောင်းအကျိုးအကောင်းဆုံးကိုကိုပိုင်စဉ်းစားနိုင်စွာဖြစ်နိုင်ခြင်းဖြစ်တဲ့ဤမဖြစ်နေမှားဤမှန်ဤကိုကိုပိုင်နားလည်နိုင်စွာစဉ်းစားနိုင်စွာမရှိဘဲနဲ့သူများပါဇက်မှာလမ်းဆုံးတဲ့သူတွေဟာ အကျဉ်းချင်းအခါခါသူများလိမ့်နေတော့လည်းအလိမ့်ခံရမှမသိဘူးဖြစ်တတ်တယ်။သူများအလိမ့်ခံလို့အလိမ့်ခံမှမသိဘူး။သူများအတုံးချလို့အတုံးချခံမှမသိဘူး။သိကိုမသိတာအဲ့လိုဖြစ်နေတတ်တယ်။နော်။တစ်ချိန်တစ်ခါမကဘူးအကျဉ်းခံပြဆိုတာအတုံးချနေသိတောင်မသိဘူးဖြစ်နေတတ်တယ်။ဘာဖြစ်လို့လဲ။တရေလိုပဲကိုယ်တိုင်မစင်စားတတ်လို့။လောကမှာမြေခွေးလိုပုံစံတွေလည်းရှိသေးတယ်နော်။ဒီမြေခွေးဟာပါဇက်ကလေးပဲလှုပ်ပြီးတော့ ူများကိုကြောက်တွန်းလိုက်တာဘာအကျိုးအတွက်သူကြောက်တွန်းတယ်သခင်အားရခွေးပါဝရတာဒါပြောတာချင်းနေစရာလည်းသူမျက်နာရရောချင်းနေစားရင်သူလည်းစားရမှာပဲဆိုတော့သူလည်းစားချင်းစားချင်းစားရတော့ရရောသူလည်းအကျိုးရှိသူသခင်စီလည်းမျက်နာရအောင်သူများကိုပါဇက်ကလေးလှုပ်ပြီးတော့အသုံးချသွားတာတရေကိုတရေဟာသူ့ကိုအသုံးချခံရလို့ခံရမှန်းလဲမသိဘူးတစ်ခါတောင်မဟုတ်နှစ်ခါတောင်မှ ကနေ့ခေတ်ကာလမှာလည်းပဲစဉ်းစားဖို့လိုတာပေါ့တချို့လူတွေကစကကြီးစကကြဲတွေပြောပြီးတော့တခါတည်းပါဇက်ကလေးလှုပ်ပြီးတော့ပြလိုက်ရတယ်တချို့ပုံကိုယ်တွေဘဝနဲ့ရင်းပြီးတော့စတေးတာအတုံးချတာခံလိုက်ရတယ်နော်ဒီနေ့ခေတ်ဒါမျိုးတွေတော်တော်များများမြင်လာရတယ်စဉ်းစဉ်းစားစားလှုပ်ကြရတယ်နော်သူများကပါဇက်ကလေးပဲလှုပ်လိုက်တာအဲ့ဒီပါဇက်လှုပ်တဲ့ပုံကိုယ်တွေကသူတို့အကျိုးစီးပွားအတွက်ပါတချို့ကတွတ်ထားပြီးသား နော်ဒီပေါ်ငါတို့ဘာအကျုံးမြတ်ရမှာလဲနော်အဲ့လိုအဲ့လိုနော်အဲ့လိုစီသူတို့ကြိုးစီပတ်တော့ပါသူတို့ကတွက်ထားပြီသားအဲ့သူတို့ပါဇာလောက်တဲ့အဲ့ဘဝပါလိုက်လှုပ်ပြီးတော့ပေးဆက်ရင်းနှီးတဲ့ပုံကိုယ်တွေကတော့အဲ့ဒါသူများအတုံးချတာခံရတတ်တယ်နော်တရေလူလူစားမျိုးတွေဖြစ်သွားတတ်တယ်နစ်နာသွားတယ်ပေါ့နော် နဲ့နာသွားတဲ့အတ္တတွေဘဝတွေခန္ဓာတွေဇင်းနစ်ပြီးတော့ပေးဆက်လိုက်ရတတ်တယ်။ညီခွေးလိုကောက်ကျင့်ရောက်မှာပြအတုံးချတတ်တဲ့လူတွေအတွက်ကြောင့်အဲ့လိုလူတွေအတွက်နဲ့ကိုယ်ဘဝတစ်ခုလုံးအမတန်ဖုတ်တန်နဲ့ကိုယ့်ရဲ့အတ္တတစ်ချောင်းလုံးပေးဆက်လိုက်ရတတ်တယ်။ဒါကြောင့်မလို့အရာရာမှာသူများပြောထိုင်လိုက်ယူပြီးတော့သူများမြောက်ပေးတဲ့အဟုတ်မှတ်ပြီးတော့လုံနေဖို့မလိုဘူးပေါ့။နော်ကိုကိုတိုင်း မာလာမှန်လားဟုတ်လားမဟုတ်လားတင်လားမတင်လားဆိုတာစဉ်းစားနားလဲအကျိုးရှိမရှိကိုတွေးခေါ်ပြီးတော့မှလောက်တဲ့နေနှုတ်မဆိုရင်တရေလို့အသက်ပေးရနိုင်တယ်